က်ရှိအခြေအနေကတော့ရေချင်းတွေကဟိုတက်နေတော့တယ်မကွေးမြို့ပေါ်မှာတော့နေပွင့်သွားပြီမလို့တကူဟိုဘက်ပွင့်ယူလို့စစ်တုတ်တော်ရက်ကတူမှာတော့မိုးကရွာရွာပြန်ပြန်ပြီးတော့ရွာနေတော့မှရှိတယ်အဲ့အတွက်ဒုက္ခတွေတွေအတွက်အဓိကဒုက္ခရောက်မှာကအောက်ကဝက်ပေါက်ပြီးတော့အဆူရက်ရယ်အပေါ်အချာနေမိုးရယ်ဆိုတော့သူတို့ကနေရမရှိတဲ့ဒုက္ခရောက်မှာစေတုတ်တော်ကငကွားမှာကားလမ်းကြီးပြတ်နေလို့ဘယ်သူမှမရောက်နိုင်သေးတော့အဲ့ဒီမှာရှိတဲ့တပည့်ရုံတွေကလေးတငယ်တွေက ဒီကျမအိတ်ချင်းကြီးတော်တော်ဆိုးရနေရတော့ပြောဒီမိဘမျိုးပေါ်မှာလည်းညီကနည်းနည်းထက်တိုးနေတယ်ဒီအခက်ကတိကျောင်းနဲ့မှန်ကင်းကျောင်းမှာသူတို့ကသူတို့ကိုယ်ပိုင်ကောင်းလေးရောက်ပြီးတော့ဒီညာကြီးကောင်းလေးနဲ့နေနေရတယ်သူတို့တည်းကအခုကြီးမလာသေးဘူးပြောတယ်လက်ရှိအချိန်ကတော့အဲ့ဒါပါပဲပြွန်ပြူတမျိုးနဲ့လုံးကတော့ဒီကရရောက်လည်းမသွားဘူးထက်လည်းတိုးမလာဘူးတန့်ဆန်းနေတယ်ပွင့်ပြူမျိုးနယ်တဲကအေအော်ရီကြီးနဲ့မုံချောင်းနဲ့ဈာမရှိတဲ့ကျိုးနေရရွာကိုဝှစ်တင်တာဆယ်ဆယ်ကြီးလုပ်နေရတယ် အဲ့ဒီဟာတွေကပထမတော့ရေလွတ်မယ်ဆိုပြီးတော့သူတို့ရေတော့တက်နေကြရှိတယ်ဒါတော့ပုံမှန်တက်နေမယ်မထင်တော့နေကြရင်နဲ့အခုမှနေနေရလို့ဆိုပြီးတော့သက်သက်ရဌာနတွေကလည်းကူညီတယ်နေကြရရွာတွေကလည်းဝန်ကြီးကူညီပြီးတော့လူတွေရောအတွင်းသားတွေရောအကုန်လုံးပြည်မောတွေတို့စီးပုံတွေနဲ့အကုန်လုံးကျေရင်းနေရတယ်ဒါမှမဟုတ်အဲ့မှာပဲတိုင်းပြီးတော့လုံးလုံးမသွားနိုင်တဲ့နေရာမျိုးမှာရောက်နေတဲ့တဲတွေတို့နေအိမ်တွေတို့ကလူတွေကြတော့ပိတ်နေနေတာရှိတယ်ဒီကောင်ကြီးနဲ့မောင်းချောင်းနေကြမှာပိတ်နေနေတာရှိတယ်ဒီဘက်ကကူးလာပြန်တော့လည်း လေရတာတော့နောက်ဆုံးစားရင်တောင်ရင်မလုံလောက်မှုတွေကအဲ့ဒီလူတွေကဖြတ်စုလာတော့ပို့ပြီးတော့ခက်ခဲနေတာရှိတယ်။အဲ့ဒါစားတော့မလုံလောက်မှုတွေလည်းရှိနေတယ်။ဒါမဲ့အခုညနေရှိရတော့ရန်ကုန်ခြေစိုက်ဒီတိုင်းနိုင်အဖွဲ့တွေရောပရိုင်တာအဖွဲ့တွေရောအများကြီးလာလို့ရတွေ့ရပါတယ်။ဒေသအနှံလုံးမှာမြေကြီးအနှံ့ဒီဘွက်ဒီပေါအောင်ရွာခဲ့တာဆိုတော့ဘုံက9ရက်ရှိရလောက်လက်တိုက်ရွာခဲ့တော့မြေကြီးမှာဘွက်ပေါနေတယ်အပေါ်ကျတယ်ဘုံကလည်းရှိတော့မဲ့ဆိုတော့အဲ့ဒါကြီးဒဂရီရှိဖို့ဆိုတော့အနည်းဆုံး10ရက်လောက်အချိန်ယူအောင်မယ်။အဲ့ဒါကျွမ်းသွားရောလူတွေရော တို့အိမ်ကိုပြန်လို့ရပြီမဲ့အကောင်းဆုံးဘုံနေနိုင်မှာတော့တော်တော်ကိုအချိန်ယူတည်ဆောက်အောင်မယ်